ဒီကနေ့ကျော်လာ15ရက်နေ့အိန္ဒိယနိုင်ငံမှာရဟယင်တစီထပ်မံပြကြမှုဖြစ်ပွားခဲ့ပြီးလေရင်ပေါ်ပါလာသူအလုံးသိဆုံးမင်္ဂလာပါပရိသတ်ကြီးရှင်ဒီကနေ့ဂျွန်လာ15ရက်နေ့အိန္ဒိယနိုင်ငံမှာဟိန္ဒူဘုရားဖူးတွေကိုတင်ဆောင်လာတဲ့ရဟတ်ရင်တစီဟိမဝန္တာတောင်တန်းမှာပြတ်ကျခဲ့လို့ကလေးငယ်တအူအပါအဝင်လိုက်ပါလာသူ9ဦးစလုံးသေဆုံးခဲ့တယ်လို့တာဝန်ရှိသူတွေကပြောပါတယ် အိန္ဒိယနိုင်ငံအနောက်ပိုင်းအမတာဘတ်မြို့မှာဂျွန်လ12ရက်နေ့ကခီးသည်လေရင်ပြတ်ကျမှုကြောင့်လူပေါင်း289ယောက်ထပ်မင်းတေဆုံးခဲ့တယ်။လေကြောင်းမတော်တဆမှုပြီးတဲ့နောက်ရပ်ပိုင်းအကြားမှာရဟယင်ပြတ်ကျမှုထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဥတာရာခန်ပြည်နယ်ဂီတာနက်ရှ်ဖရာကျောင်းကနေပြန်တန်းလာတဲ့ရဟယင်ပြတ်ကျမှုမှာနေရင်မှုနဲ့အခီးသည်6ယောက်တေဆုံးခဲ့ပြီးရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကအခင်းဖြစ်နေရာမှာရောက်ရှိနေတယ်လို့ပြည်နယ်ဝန်ကြီးချုပ်ကပြောပါတယ်။ အဆိုပါရဟတ်ရှင်ဟာရာသီဥတုဆိုရမှုကြောင့်ပြတ်ကျခြင်းဖြစ်နိုင်တယ်လို့ခရိုင်ခီးသွားလုပ်ငန်းတာဝန်ရှိသူတယောက်ကပြောပါတယ်။အခုလိုနေရသည်မှာဖျားဖူးတွေဟာအမြင့်3584မီတာအမြင့်မှတည်ရှိတယ်။ဂီတာနက်ဖျားချောင်းကိုလာရောက်လေ့ရှိကြတယ်လို့လည်းသိရပါတယ်။ အဲ့ဒီလိုဟိမွန်တာတောင်တန်းပေါ်မှာရှိတဲ့ဘုရားကျောင်းတွေကိုသွားရောက်လိုကြတဲ့ကျွဲဝချမ်းသာသူတွေအတွက်ရဟတ်ရင်စင်းလုံးကဝန်ဆောင်မှုတွေနဲ့ပို့ဆောင်ပေးလေရှိပြီးကျန်းတန်းရှိလျားတဲ့ကုန်းကြောင်ခီးလန်းကိုရှောင်လွှဲဖို့ရည်ရွယ်ကြတယ်လို့လည်းသိရပါဗျ။ပီကနေမေလာအတွင်းကလည်းဘုရားကျောင်းတစ်ခုကိုတွားရောက်စဉ်ရဟတ်ရင်တစည်းပြကြမှု ဖြစ်ပွားခဲ့ပြီးအဆိုပါရဟတ်ရင်ပေါ်ပါလာသူလူ၆ယောက်တည်ဆုံခဲ့တယ်လို့လည်းသိရပါဗျ။စိတ်ဝင်စားပွဲသတင်းကြောင်းရများကိုနေ့စဉ်တင်ဆက်ပေးနေမှာဖြစ်လို့ channel လေးကို subscribe လုပ်ပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ရှင်